အားလုံးပဲမင်္ဂလာပါရှင်။ဒါရှိကတော့ယမင်းဂျပန်သင်တန်းကျောင်းမှာဆရာမယမင်းပဲဖြစ်ပါရရှင်။အခုဗီဒီယိုဖိုင်လေးကတော့ M4 ကျောင်းသားများအတွက်ခန်းကြီးတွဲလုံးပညာဒါန၃ဖိုင်မြောက်ပြည့်နေတင်ပြီးမှာဖြစ်ပါတယ်။ထုံးစံအတိုင်းဒါရှိကတွဲလုံးဆိုတဲ့အတိုင်းပဲဒါလေးကတော့ဘာလေးနော်ဒါလေးကတော့ဘာလေးနော်ဒီလိုလေးတွဲလိုက်လို့ရှင်ဘလို့တွဲလို့ရတယ်နော်ဆိုပြီးတော့ဟို idea လေးကိုအဲ့အဲ့ ဘယ်လိုပြောမလဲယူတက်အောင်ပေါ့နော်အိုင်ဒီယာယူတက်အောင်အရင်သင်ပေးွားမယ်ပြီးတော့မှမူရင်းမေ့တဲ့ចောင်းသားများလည်းအဆင်ပြေသွားအောင်မူရင်းကိုပါပြန်ပြီးတော့မှတ်နီးလေးမှတ်ပေးပါမယ်နော်မှတ်နီးကွဲပြားနေတာရှင်ကိုကောင်းထဲမှာဆွဲနေတဲ့မှတ်နီးကိုပဲတုံးနော်ဒါကတော့အမြဲတမ်းရှိတယ်ကွာကိုကလည်းဟိုတခုခုဆိုလို့ရှင် လူအများနဲ့တွေ့ခဲ့တာဆိုအချို့သူစိတ်ညစ်သွားတာရှိတယ်အချို့သူပျော်သွားတာရှိတယ်ကိုယ်စားကြောင်မလို့စိတ်မညစ်သွားသေးခြင်းမူအထောက်အကူဖြစ်သွားသေးခြင်းနဲ့ဒါကြောင့်မလို့မှတ်နီးမတူဘူးဆိုလေဗျာများမသွားနဲ့ကိုကောင်းထဲမှာရှိတဲ့မှတ်နီးကိုမှတ်မှတ်နီးဆိုတာအမှန်မရှိဘူးအဓိကကဒီကန်းကြီးကိုမှတ်တက်သွားအောင်လို့ကုညီပေးတဲ့သဘောပဲမလို့မှတ်မိသွားရင်ရပြီမှတ်နီးကအဓိကမဟုတ်ဘူးပေါ့နော်ကိုကောင်းထဲဆွဲတာနေတာမှတ်ပါခေတာဆိုလို့ရှိရင်မူအဲတွဲလုံးဆိုတဲ့အတိုင်းပဲတွဲလုံးလေးတွေကိုဘလိုလေးတွေမှတ်ကြမလဲဒီမှာကြည့်ကြည့်မယ်တွေးကြည့်ကြမယ်နော်ဒီကန်းကြီးလေးရလေး ကျောင်းသားတွေတိမဲဆိုရင်ရှ िख ံစာမေးပွဲမှာပါတဲ့ခန်းကြီးရှ िख ံမှာပါတဲ့ခန်းကြီးသူတလုံးနဲ့မူရင်းဒိဗယ်ဆိုရင်စမ်းတတ်တာမျိုးစမ်းတတ်တယ်စမ်းတတ်တယ်စစ်ဆေးတယ်ပေါ့စမ်းတတ်တယ်အရေးချင်းရှိမရှိစမ်းတတ်တယ်ပေါ့ဒါလေးကကြိုက်ညီတာဒါလေးကကြိုက်ညီတာကြိုက်ညီတာဒါဆိုရင်လေပြိုင်ပွဲဆိုတာလေစမ်းတတ်တာစဉ်းစားကြည့်ပြိုင်ပွဲကျင်းပမယ်ဆိုတာဒီလူမှာအရေးချင်းရှိမရှိစမ်းတတ်တာ စမ်းသတ်တဲ့ကိုလိုချင်တဲ့အရေးချင်းနဲ့ရှိမှရှိကိုက်ညီမညီစမ်းသတ်တာကိုပြိုင်ပွဲလို့ခေါ်တယ်။တွေးကြည့်နော်။ပြိုင်ပွဲလုပ်တယ်ဆိုတာပြိုင်ပွဲလို့ကိုသာပြိုင်ပွဲလုပ်မယ်တွေးကြည့်သူများချောင်းတွင်းဝေးနေကိုပြိုင်ပွဲတစ်ပွဲလုပ်မယ်ဆိုရင်ကိုရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင်ငါလိုချင်တဲ့အရေးချင်းနေနဲ့ကိုက်ညီမညီစမ်းသတ်တာ ပြိုင်ပွဲလုပ်တယ်ဆိုတာကိုလိုချင်နေတဲ့အရေးအချင်းနေနဲ့ကိုက်ညီမညီစမ်းသက်တာကိုပြိုင်ပွဲလို့ခေါ်တယ်။ဒါကြောင့်မလို့စမ်းသက်တယ်ဆိုတဲ့မူရင်းရဲ့ကိုက်ညီတယ်ဆိုတဲ့မူရင်းရဲ့ပေါင်းစပ်လိုက်တဲ့အခါမှာစမ်းသက်တယ်ကိုက်ညီတယ်ကိုလိုချင်တဲ့အရေးအချင်းနေနဲ့ကိုက်ညီမညီစမ်းသက်တာကိုပြိုင်ပွဲလို့မှတ်မယ်။နောက်တစ်ခုကဒါလေးရဲ့သတိထားရတယ်။ဒါလေးရဲ့မျက်လုံးဒီရှိရခန်းကြီးလေးကသတိထားရတယ်။အနောက်ကခန်းကြီးကမျက်လုံးမျက်လုံးနဲ့သတိထားရတယ်ဆိုတော့အာယုံဆိုင်ကြည့်တာ တခုခုကိုမျက်စိနဲ့ဥပမာကွာဗတ်ရှိလို့မြင်တာရှိတယ်မြင်အာဘယ်လိုမြင်တာရှိတယ်ကြည်တာရှိတယ်ပေါ့နော်အဲ့တော့တတိထားပြီးတော့ဥမာစာတင်တဲ့အခါမှာတတိထားပြီးတော့မျက်လုံးနဲ့လိုက်ကြည့်တာဒါအာယုံဆိုင်ကြည့်တာအမှုမဲ့မှတ်မဲ့မြင်လိုက်တာရှိတယ်ဒီတိုင်းပဲကိုယ့်ဘာနဲ့ကိုငင်းနေလို့ကိုယ့်မြင်ခွင့်နဲ့ဝင်လာတာရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့တတိထားပြီးတော့မျက်လုံးကလိုက်ကြည့်တယ်ဆိုအဲ့ဒါကအာယုံဆိုင်ကြည့်တာဖြစ်သွားတယ်စမ်းသက်တဲ့ကိုလိုချင်တဲ့အရေးချင်းနေနဲ့ကိုက်ညီမှုရှိမှရှိစမ်းသက်တာကို ပြိုင်ပွဲလို့ခေါ်တဲ့တတိထားတဲ့မျက်လုံးကတတိထားပြီးကြည့်တာကအာယုံဆိုင်ကြည့်တဲ့သဘောပါဒီမူရင်းလေးကဒီမူရင်းလေးကလင်းတော့လင်းတော့ဆိုရယ်မူရင်းဒါကနေတနေ့တာမှာတဖြည်းဖြည်းနဲ့လင်းရာကနေမှောင်းလာတာအဲ့ဒါအောင်မှပြန်လင်းလာမယ်နေထွက်လာမယ်အချိန်ကိုကြတော့မနှက်ဖန်လို့ခေါ်ပါတယ်ပြန်လင်းလာမယ်နေထွက်လာမယ်အချိန်ကိုမနှက်ဖန်လို့ခေါ်ပါတယ်ပြန်လင်းလာမယ် နေထွက်လာမယ့်ချိန်ကိုမနှက်ဖန်လို့ခေါ်ပါတယ်။ဒါလေးကလိုက်ပို့တာ။ဒီဟာလေးကလိုက်ပို့တာ။ဒါလေးကခွဲကြတာ။ခွဲတာ။ဘယ်စဘယ်စတတ်တတ်စီခွဲတယ်ဆိုတဲ့ဟာဒီခန်းကြီးလေးကသူ့မူရင်းရာဆိုရင်တွေ့တာ။သူများနဲ့တွေ့ရင်ပွဲတွေပါတယ်ဖြစ်သွားတယ်။တွဲလုံးမှာဆိုသူ့ဗက်အနေနဲ့ဆိုရင်တွေ့တာ။တွဲလုံးအနေနဲ့ဆိုပွဲချိတ်လို့ရပါတယ်။ တွေ့တယ်ဆိုတော့ပွဲဒီမှာတွေ့တာလေသူ့ဘာသူ Vef အနေနဲ့နေ M5 မှာတွေ့တာဒါပေမဲ့ခန်းကြီးတွဲလုံးမှာဆိုသူပါလို့ရှိရင်အမြင်နဲ့ပွဲဖြစ်သွားတယ်တို့တွေ့တယ်ဆိုတော့ပွဲမှာတွေ့တာအဲ့တော့လိုက်ပို့ကြတယ်ခွဲရတော့မဲ့လူတွေကိုလိုက်ပို့လို့လိုက်ပို့ပေးတယ်ပွဲဟာနှုတ်ဆက်ပွဲဆိုတာကလေလိုက်ပို့တာကဲလိုက်နှုတ်ဆက်ပွဲလုပ်တယ်ဆိုတာဒါဘာဖြစ်ဖြစ်ကိုယ်စီမှာမရှိတော့ဆိုပို့ရတာပေါ့အဝေးရောက်သွားလူလိုက်ပို့ရတယ်လိုက်ပို့ရတယ်ဘာဖြစ်လို့လိုက်ပို့လဲခွဲတော့မှာမလို့ ခွဲတော့နှုတ်ဆက်ပွဲဆိုနှုတ်ဆက်ပွဲလုပ်တယ်ဆိုတာကဥပမာဒါများသောအားဖြင့်ရှိပါတယ်ကဲဘသူ့ကိုနှုတ်ဆက်ပွဲလုပ်တဲ့ဘာညာဆိုများသောအားဖြင့်သူတို့လိုက်ပို့တာကိုယ့်နေရာမှာကိုနဲ့အတူတူမရှိတော့အဝေးတစ်နေရာကိုသွားတော့မယ့်လူမလို့လိုက်ပို့တာဘာလို့လိုက်ပို့လဲကိုကိုခွဲတော့မှာကိုရင်းနဲ့တီးတံခွဲသွားတော့မှာတီးကြောက်ခွဲတော့သွားတော့မယ့်လူပွဲဆိုတဲ့အတိုင်းပွဲမှာတွေ့တာမလို့တွေ့တဲ့ဟာလေးက the verb အနေနဲ့ဆိုရင်တွေ့တာသူများနဲ့ပေါင်းထားရင်ပွဲအဲ့တော့လိုက်ပို့တယ်ခွဲတော့မယ့်လူတွေကိုလိုက်ပို့ပြီးလုပ်တဲ့ပွဲကနှုတ်ဆက်ပွဲလို့မှတ်လိုက်မယ် လိုက်ပို့တယ်ကိုနဲ့ခွဲရောမဲ့လူတိကျဖြစ်သွားရောမဲ့လူကိုလိုက်ပို့ပြီးလုတ်တဲ့ပွဲကအဲ့ဒါနှုတ်ဆက်ပွဲနော်လိုက်ပို့ကြတယ်ကိုနဲ့တီးတန့်ခွဲရောမဲ့လူတွေကိုလိုက်ပြီးတော့ဟိုလုတ်ပေးတဲ့လိုက်ပို့တဲ့လုတ်ပေးတဲ့ပွဲလေးကအဲ့ဒါကိုနှုတ်ဆက်ပွဲလို့ခေါ်တယ်ဆိုလီယောပို့ကဆိုလီယောပို့ကဆိုးဆိုတာကလိုက်ပို့တယ်လီယောကအเจ้าသားတော့လီယောဒီမှာပါမယ်လီယော လီယောရီကရီနဲ့တွေ့တော့လီယောရီဟင်းလျာဖြစ်တဲ့လီယောတခုတည်းဆိုအဖိုးအခအိဗယ်လေးရှိတယ်။အဲ့ဒါလေးတွေးပြအောင်မေဘယ်ဟင်းမဆိုအခချင်းဝင်ပြက်လောကမှာဘာမှအလကားမရောက်ဘာမှအလကားမရောက်သူ့မူရင်းကចောင်းသားတော့တွေ့တယ်ဆိုရင် တွေ့တယ်ဆိုတာပွဲမှာတွေ့တာအဲ့ဒါကြောင့်ဒီခန်းကြီးက verb အနေနဲ့ဆိုရင်တွေ့တာသူများနဲ့ပေါင်းရင်ပွဲဒါလေးကចောင်းသားတို့နဲ့ယင်းဒီမှာလီယောရီဟင်းလျာတစ်လုံးနဲ့ဆိုရင်အဖိုးအခလီယောရီရီနဲ့တွေ့မှာလီယောရီဟင်းလျာရီမပါတဲ့လီယောကအခချင်းဝင် ဟင်းချက်အခုတနေ့တနေ့ဒိုးတွေပဲဆက်တယ်စားနေတယ်ဟင်းနေရှိတယ်ဘသူမှကိုယ်အလကားကျွေးတာမဟုတ်ဘူးအမေကကျွေးရလက်ကတ်သက်မပြောနဲ့အမေလည်းဈေးမှာတော့ဝယ်ဈေးကအနီးလည်းဘသူမှအလကားမပေးဘူးဟင်းချက်မယ်ဆိုရင်အဖိုးအခပေးရတာမလို့လျော်ရီရဲ့လေးပေါ့အဖိုးအခလိုက်ပို့တဲ့ခန်းကြီးနဲ့တွေ့တော့လိုက်ပို့တာရဲ့အဖိုးအခရဲ့ပေါင်လိုက်တော့စိုးလေးပါပို့ကားဖြစ်သွားတယ်စိုးလေးပါပို့ကားဖြစ်သွားတယ်ဟွန်းရှဒါလေးကဟွန်းကရုတ်တရက်ဒါဆိုနည်းနည်းလေးနည်းနည်းလေးချော်တွေးရတဲ့ဟာလေးပေါ့ဒိုးတွေတီးတာဟွန်းကစောက် ရှာဆိုရင်ကုမ္ပဏီစာအုပ်ကုမ္ပဏီမဟုတ်ဘူးဒါကပါလဲဆိုပင်မကုမ္ပဏီဖြစ်သွားတယ်ဆိုလိုတာကစာအုပ်ကြီးအတိုင်းပဲပေါ်ရောလို့မြောက်စာအုပ်ကြီးအတိုင်းပဲဒါမှမဟုတ်အဓိက main စာအုပ်တွေရှိတဲ့ကုမ္ပဏီကပင်မကုမ္ပဏီပေါ့နော်စာအုပ်ကုမ္ပဏီဆိုပြီးဒေရိုးတွေးလို့မရောက်သူကြတော့နည်းနည်းလေးလွယ်မလို့နဲ့နည်းနည်းလေးဖြည့်တွေးရတဲ့အပိုင်းလေးဖြစ်သွားတယ်ဒါမျိုးကြတော့ဒေရိုးတွေးလို့ရတယ်ကွာပို့တာနဲ့အပိုကပို့ကအဲအဲ့လိုမျိုးတတိထားကြည့်တယ်မျက်လုံးနဲ့ဆိုအာယုံဆိုင်ကြည့်တယ်ဒါကြတော့နည်းနည်းလေးချော်ထက် ဖြည့်ပြီးတွေးပြရတယ်ပေါ့နော်စာအုပ်နဲ့ကုမ္ပဏီနဲ့တွင်စာအုပ်ကုမ္ပဏီမဟုတ်ဘူးစာအုပ်ကြီးတွေထားတဲ့ကုမ္ပဏီကပင်မကုမ္ပဏီပေါ့နောက်တစ်ခုရှာကိုင်းနဲ့ចောင်းသားများ M4 ကိုကြီး M5 ကလာတာ M5 မှာခါးကြီးရှာခါးကြီးရှာကိုပြောင်းပြန်လှဲလိုက်တယ်ကုမ္ပဏီတစ်ခုမှအလုပ်ဝင်လုပ်ပြီးဆိုအဲ့ဒါလူပေါင်းအဖွဲ့အစည်းတွေရောက်သွားတာ ။လက်ရှိတော့ဥပမာအိမ်မာကငငယ်တော့ကြောင်းတက်တဲ့မူဂျိုမူလာတဲ့တဒန်နှစ်တန်းအလေတဲ့အထက်တန်းတက္ကသိုလ်တက်ခဲ့တယ်။အဲ့မှာကိုကလေးလိုလွတ်လပ်နေလို့ရအောင်မေ။ဒါပေမဲ့ကုမ္ပဏီတဲဝင်သွားပြီဆိုအလုတ်ခွန်နဲ့စောင့်ဝင်ပြီဆိုရင်လူပောင်အဖွဲစည်းချောင်းပုံနာလေလာပြီ။ဟောဘလို့လူကဘလို့မတူကလေးဘွားနဲ့လူကြီးဘွားတကယ်ကိုမတူကြုံရတာတွေမတူအဲ့တော့ခိုင်းရှဆိုတဲ့ကုမ္ပဏီတဲကိုဝင်လိုက်ရင်ရှာကိုင်းဆိုတဲ့လူပောင်အဖွဲစည်းချောင်းပုံနာလေလာလိမ့်မေ။ခိုင်းရှဆိုတဲ့ကုမ္ပဏီတဲကိုဝင်လိုက်ရင်အဲဘာလဲဆိုရင်ရှာကိုင်းဆိုတဲ့လူပောင်အဖွဲစည်းချောင်းပုံနာလေ လိမ့်မယ်ဒီကန်းကြီးလေးကတွေ့တာလို့လည်းပြောတယ်ပွဲလို့လည်းပြောတယ်ဒါလေးကနေရာကန်းကြီးဘာလျှောရဲ့ဘာနေရာအဲ့တော့ဒါကပွဲလည်းရှိတယ်ပွဲလည်းရှိတယ်တွေ့ရလေးကဒီမှာတွဲလုံးဆိုပွဲပေါ့ပွဲကျင်းပတဲ့နေရာပွဲခမ်းမှာပေါ့ပွဲကျင်းပတဲ့နေရာဒါကသူ့ verb ဆိုရင်တွေ့တာလို့ဒါပေမဲ့တွဲလုံးဆိုရင်ပွဲလည်းသုံးလို့ရတယ်လို့အဲ့တော့ပွဲရဲ့နေရာပွဲကျင်းပတဲ့နေရာပွဲကျင်းပတဲ့နေရာ ဒီခန်းကြီးလေးကတူညီတာ။အိုနာကြီးတူညီတာ။ဒါလေးကအချိန်တူညီတာနဲ့အချိန်နဲ့ပေါ့နော်။တူညီတဲ့အချိန်ဖြစ်သွားတယ်။တူညီတာနဲ့အချိန်နဲ့ပေါ့နော်။တူညီတဲ့အချိန်ဖြစ်သွားတယ်။ ်အမတင်ပေးချင်တာကလေဆရာမတင်ပေးမှစနစ်တင်ပေးမှဆိုတာမဟုတ်ဘဲနဲ့ idea you မတင်ပေးချင်လို့ပြောတာမဟုတ်ဘဲနဲ့ကို့ဘာနဲ့ကိုပို့ပြီးတော့တွေးတက်လာလို့ရှင်ចောင်းသားများကဆရာမမကူညီလဲကို့ဘာကို substitute သမားတွေဆိုလို့ရှင် idea လေးပြပြချင်တာဆိုလိုတာကခန့်ညှိချက်ရင်မူရင်းနဲ့ကြည့်ရတယ်တွဲလုံးနဲ့ကြည့်ရတယ်မှန်တယ်ဒါပေမဲ့ တွဲလုံးဆိုတာ copy ပွားလိုက်တာရှင်တို့ငူရင်းရထားမယ်ဆိုရင်တွဲလုံးကအော်ဒီလိုလေးလုပ်လို့ရပါလားစာအုပ်ကမကြောက်တော့ဘူးဆိုရင်ဘာသာရပ်တစ်ခုကလေကြောက်နေဆက်မလုပ်ချင်တော့စိတ်ညစ်သွားရင်ဆက်မလုပ်ချင်တော့အော်ငါတို့ဒီလိုလေးလေ့လာလို့ရပါလားဒီလိုနီလန်းလေးရှိပါလားဆိုပြီးတော့မြန်တက်တာမယ်နီလန်းလေးတက်တာတယ်ဆိုတာအချောင်ခိုးတာမဟုတ်ဘူးစာအုပ်ကြက်တက်သွားမယ်ဆိုရင်ပေါ်ပြီးတော့ပျော်လိုက်ဒီဘာသာရပ်ကိုလက်မလျှော့ပြတော့ဘူးပေါ့အဲ့တော့အတိုက်ရှိကဆယ်လုံးမဲ့တင်ပေးလေចောင်းသားများက ် idea ယူတက်သွားရင်အလုံး20လဲပွားရင်ပွားတက်သွားမယ်ဒါဆိုအထောက်အကူပြုသွားတယ်ပေါ့နော် defi နဲ့မကပဲပြပြချင်တာမူရင်းကိုရလို့ရှင်ဒါတူညီတယ်ဆိုတဲ့မူရင်းဒါကအချိန်တူညီတာနဲ့အချိန်နဲ့ပေါင်းတစ်ချိန်ထဲမှာဒီနည်းလမ်းလေးထားလို့ရှင် reading listening တော့ပြောလို့မရ listening ကခန်းကြီးမှမမြင်ရတာကိုအတန်နေကြရတာ reading တွေဘာတွေမှလည်းတွားပြီးတော့အထောက်အကူပြုသွားနိုင်တယ်။အော်ဒီလိုလေးဖြစ်နိုင်တယ်ဒီတွဲလုံးလေးတော့ကိုမချက်ထားဘူးဒါပေမဲ့ဒီလိုလေးတော့ယူဆလို့ရမလား အကုန်လုံးမှန်ခြင်းမှမှန်တော့ညာလေများတော်အားဖြင့်တော့ကိုခမန်းကြီးခမန်းလို့ရအောင်ဒီတိုင်းကြီးပဲမသိလို့ကြော်ခွားပလိုက်တာတဲ့ကိုတိတဲ့ဟာလေးတိုးပွားလာနိုင်မယ်ကိုမကြက်ဖဲနဲ့လေတိလာနိုင်မယ်ဟာမျိုးလေးတွေးုံနဲ့နဲ့တိလာမယ်ဟာမျိုးလေးတိုးလာတော့ပျော်လာနိုင်တယ်ပေါ့ဒီစာရက်ကိုဒီဘာသာရက်ကိုအဲ့တော့ဒီဘာသာရက်တစ်ခုလောက်တက်သွားရင်ဒီဘာသာရက်နဲ့ပြန်ပြီးတော့ကိုဘွားအတွက်လောက်ကန်လှူစားလို့ရတယ်လေနော်အဲ့ဒါကြောင့်လက်မလျှော့တတ်အောင်နီလန်လွယ်အောင်လိုက်ပြောပြနေတာပေါ့နော်ပြန်မပြရင်ဒါလေးကတူညီတာဒါလေးကအချိန်တူညီတာနဲ့အချိန်နဲ့ပေါင်းတော့တူညီတဲ့အချိန်ဆိုတာတစ်ချိန်တည်းမှာ ဒါလေးကတောက်တယ် M5 M5 လား M4 လားတရှိမိသွားလို့ထားပါတော့ရောနေလို့ဒါလေးကစားတယ်ကိုကိုင်နဲ့စာအုပ်တွေကမတူတော့လေစာအုပ်ကမျက်လုံးနဲ့မှရောကုန်ပြီကိုကိုင်နဲ့စာအုပ်မှာ5အခြားစာအုပ်မှာကျတော့4မှာပါတာမျိုးကိုကိုင်နဲ့စာအုပ်မှာ4အခြားစာအုပ်မှာ5ခရေကအိုက်ခန်းကြီးပါတာဆိုမျက်လုံးနဲ့တော့ရောနေတယ်အိုင်နာလေးမှာ5 4ပြောတာမှားသွားရင်တော့တီးခံမှာကိုတင်ရိုးတွေလိုက်ကင်ပေးတာများနေလို့မျက်လုံးနဲ့မှရောကုန်ပြီမလို့ပါဒါလေးကအဓိကတော့တောက်တာအဓိက main point ဒါတောက်တာဒါလေးကစားတာဒါလေးကဆိုင် ောက်တဲ့စားတဲ့ဆိုင်စားတော့ဆိုင်မူရင်းရဖို့လိုတယ်နော်မူရင်းရရင်တွဲလုံးရပြီဒါဆိုတစ်ခေါက်လေးပြင်ပြပြပေးမယ်ဆိုရင်စမ်းသက်တဲ့ကိုလိုချင်တဲ့အရေးချင်းတွေရှိမှရှိစမ်းသက်တဲ့ကိုက်ညီမညီစမ်းသက်တာကိုပြိုင်ပွဲလို့ခေါ်တယ်တတိထားတာနဲ့ကြည်တာတတိထားပြီးတော့ကြည်တာအိုင်အောင်ဆိုင်ကြည်တယ်လို့ခေါ်တယ်ပြန်လင်းလာမယ်နေ့နောက်နေ့ကိုမနှက်ဖန်လို့ခေါ်တယ်လိုက်ပို့တယ်ကိုကိုခွဲရွာတော့မဲ့လူတွေကိုလိုက်ပို့တဲ့ပွဲကိုနှုတ်ဆက်ပွဲလို့ခေါ်မယ်ပို့တဲ့အခါမှာလီယောရီရဲ့လီယောအဖိုးကပို့တာနဲ့အဖိုးခါနဲ့ပေါင်းတော့ပို့က စာအုပ်ကြီးလို့စာအုပ်ကြီးတွေအဓိကရုံးချုပ်မှာအဓိကစာအုပ်ကြီးတွေထားတဲ့ကုမ္ပဏီကိုရုံးချုပ်ပင်မကုမ္ပဏီလို့မှတ်လိုက်မယ်။ခိုင်းရှာတဲ့ကိုဝင်လိုက်ရင်ရှာကိုင်းဆိုတဲ့လူပောင်အဖွဲ့အစည်းချောင်းကိုပိုနားလေသွားမယ်။ပွဲနဲ့နေရာနဲ့ပေါင်းတော့ပွဲကျင်းမတဲ့နေရာပွဲခန့်မှတူညီတာနဲ့အချိန်နဲ့ပေါင်းတော့ဒိုးကြီးအချိန်ထဲမှာစားတာတောက်တာဆိုင်စားတောက်ဆိုင်ဒါပေမဲ့ရေတော့တောက်စားဆိုင်မဟုတ်ဘူးပေါ့နော်စားတောက်ဆိုင်မှာပြောင်းပြန်လေဒါတွဲလုံးကိုရှင်းပြတာကဲမူရင်းမေးတဲ့ចောင်းသားများအတွက်မူရင်းတစ်ချက်ထပ်လိုက်ပေးမယ်နော် ဒါဆိုအခုတစ်ခေါက်ကမူရင်းလေးတွေပြန်တွေးပေးမယ်နော်။ကဲဒီမှာကြည့်မယ်စမ်းတက်တယ်။ရှီခံရဲ့ရှိတော့စမ်းတက်တယ်။ဒါရှိရအိုက်တုံးကတော့ပြောခဲ့တာတော့စမီးဝဲဖြစ်နေပြောပြလိုက်တာပေါ့နော်။ဘာလို့လဲဆိုတော့ရှီခံဆိုတဲ့တွဲလုံးမှာပါတာမလို့အခုကတလုံးနဲ့ပဲရှီခံနေနေမဟုတ်ပဲတလုံးနဲ့ပဲလာတော့တလုံးနဲ့တိပဲပြောပြမယ်။သူကစမ်းတက်တယ်ဆိုတာကအရှိရအီအီမတ်ပြောရတာ။ဒါစမ်းတက်တယ်ဆိုတဲ့မူရင်းလေးကိုပြန်မှတ်မိပေါ့နော်။စမ်းတက်တယ် တမန်တော်တည်ရဲ့ရှ िख ံရဲ့ရှိစမေးဝဲဖြီရလဲစမ်းသက်တာလေအရေးချင်းရှိမရှိစမ်းသက်တာပဲလေရှ िख ံရဲ့ရှိစမ်းသက်တယ်ဆိုတာပြောရတာဘာတွေပြောရလဲဆိုတော့ဒါလေးကအိုင်ပုံစံလေးအိုင်အိုင်တို့ခေါင်းထဲမှာရှိတဲ့ဘ ഹു တုတတွေအရေးချင်းတွေစာတွေကိုပြောရတာစမ်းသက်တယ်ဆိုတာဥပမာကွဲဟောတာရှိတော့အင်တာဗျူးဖြည့်တယ်ပဲထားအင်တာဗျူးဖြည့်တယ်ဆိုတာကလည်းစမ်းသက်တာပဲသူအင်တာဗျူး ဒီအလုံးမှာအလုံးလုံးဖို့အတွက်အရေးချင်းရှိမရှိစမ်းသပ်ကြည့်တာပဲလေအဲ့တော့လူတယောက်ကိုစမ်းသပ်ခြင်းပြောရတယ်စကားတွေပါပြောကြည့်တယ်သူ့ရဲ့စိတ်ဓာတ်ကိုစမ်းသပ်ခြင်းစကားတွေပါပြောသူစိတ်ကောင်းရှိလားစိတ်ကောင်းမရှိဘူးလားသူစိတ်ဓာတ်ကဘယ်လိုလဲသူ့ idea ဘယ်လိုရှိလဲသူ့အစဉ်အတန်းဘယ်လိုရှိလဲဆိုတဲ့ဆက်သဖြင့်စမ်းသပ်တယ်ဆိုရင်ပြောခိုင်းကြည့်တယ်ဘာတွေပြောခိုင်းလဲအိုင်ပုံစံလေးအိုင်တို့ခေါင်းထဲမှာရှိတဲ့အတွေးတွေအတွေးဆိုတာကိုယ့်ပညာပေါ်မူတည်ပြီးကိုယ့်အစဉ်အမှန်ပေါ်မူတည်ပြီးကိုယ့်အတွေးတွေကတူချင်မှတူမှလေအဲ့လိုပဲစမ်းသပ်တယ်ဆိုတာပြောခိုင်းတာ အိုင်တို့ဒီမှာအိုင်ပုံစံလေးအိုင်တို့ခေါင်းထဲမှာရှိတဲ့စကားတွေပညာတွေကိုပြောခိုင်းတာစမ်းသက်တာဒါလေးကစမ်းသက်တာရှိခံရရှိတာမဲရှိမတ်တာမဲရှိမတ်သူ့ရဲ့ verb ကတာမဲရှိမတ်ကစမ်းသက်တာနောက်တစ်ခုကဒီဘက်ကကြိုက်နေတာကြိုက်နေတာဒီဘက်ချမ်းလေးကကြိုက်နေတာသူ့ရဲ့မူရင်းကကြိုက်နေတာဒီမှာအမိုးဒါလေးကတစ်ဒါလေးကခုချိပါဇက်ဒါရှိလို့အိမ်အမိုးအောင်ပါလေတခုခုပြောကျင်ပြီဆိုရင် အခြေအနေချိန်ခါနဲ့ကိုက်ညီအောင်ပြောတယ်စကားဆိုတာလေပြောတိုင်းကောင်းတာမဟုတ်ဘူးအခြေအနေချိန်ခါနဲ့ကိုက်ညောင်ပြောဖို့လိုတယ်ဒါတကယ်လက်တွေ့နော်အရေးအကဲသုံးမှနားလေရတယ်ဒါအိမ်မာမမဟုတ်ဘူးအလို့ဆိုလဲအဲ့တဘောပဲကိုပြောချင်တော့ဆွပြောနေလို့မရဘူးအမိုးအောက်မှာတခုခုပြောခြင်းအခြေအနေချိန်ခါနဲ့ကိုက်ညောင်ပြောဖို့လိုအပ်တယ်အကြလို့ရှင်တို့တွေတခါလေကြာရင်လေကိုပြောချင်တာတွေပြောလိုက်ဟဲ့နင်ဒါတော့နားမလဲဘူးလားဒီအချိန်မှာဒါပြောရလားဆိုပြဿနာတွေဖြစ်ကြတယ်လေအဲ့ဒါပဲအဲ့တော့အမိုးအောက်မှာ တခုခုပြောတော့မယ်ဆိုရင်အချိန်ချင်းကားနဲ့ကြိုက်ညီအောင်ပြောတတ်ဖို့လိုတယ်အာအီမတ်အဲ့တော့ပေါင်းလိုက်တဲ့ခါကျတော့စမ်းသက်တာနဲ့ကြိုက်ညီတာနဲ့ပေါင်းလိုက်တယ်စမ်းသက်တဲ့ကိုလိုချင်တိုင်းကိုလိုချင်တဲ့အရေးချင်းနဲ့ကြိုက်ညီမညီစမ်းသက်တာကိုပြိုင်ပွဲလို့ခေါ်တယ်နောက်တစ်ခုဒါကသတိထားတာဒါကမျက်လုံးမျက်လုံးကတော့တိလောက်တဲ့ M5 သတိထားတာကိုပြန်နှွေးပေးမယ်ဘယ်အချိန်မှာသတိထားရလဲတိလားရေး ရေဒီပါရီငှဲ့တဲ့အချိန်မှာတတိထားအထူးသဖြင့်ရေနွေးတတိမထားဘူးဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုရင်အပူတွေလောင်ငုံမှာပေါ့နောက်တစ်ခုကဒီနောက်ကအစိပ်ပိုင်းလေးကအေးပါတာပြန်နှွေးပေးမယ်နော်ဒါရှိအိုက်ခန်းကြီးလေးကိုဘလို့ချိန်ဆက်နဲ့တင်မေးခဲ့လဲဆိုရင်အရင်မူရင်းတင်တော့ကဖျောင်းနိုင်ဖျောင်းနိုင်ဒါရှိတို့အိမ်ဒီမှာဖျောင်းနိုင်ကလည်းအေးပါတဲ့ပစ္စည်းပဲဟုတ်ပြီနော်အခု ဒီခန်းကြီးလေးကသူ့မူရင်းလေးကငှဲ့တာလေးရှိတယ်။ဒါပေမဲ့ verb အနေနဲ့ဆိုရင်ငှဲ့တာသူများနဲ့ပေါင်းတတိထားတယ်ဆိုတဲ့ဟာအဖြစ်နဲ့သုံးတာပုံများတယ်။သူ့ verb တစ်လုံးနဲ့ဆိုရင်ငှဲ့တာသူများနဲ့တွင်တတိထားတယ်ဆိုတဲ့သဘောငှဲ့တယ်ငှဲ့တယ်ဆိုတာရေတွေပါတယ်ငှဲ့တာရေနွေးတွေပါတယ်ငှဲ့တာဘာလို့ငှဲ့ပေးရလဲအေးပါတယ်လူမလို့အေးပါတယ်လူမလို့ငှဲ့ပေးရတာအဲ့လိုငှဲ့တဲ့အချိန်မှာတတိထားရတယ် အာအီမတ်စကန်ကြီးလိုပေါ့ကွယ်သူ့ဘာသူ verb အနေနဲ့ဆိုရင်တွေ့တာအဲတွဲလုံးမှာဆိုရင်တော့ပွဲတွေဘာတွေဖြစ်သွားသလိုပေါ့ဒီမှာလဲအဲ့လိုပဲပြောပြောမယ်ငှဲ့တာသူ့ဘာသူ verb အနေနဲ့ဆိုရင်ငှဲ့တာသူများနဲ့တွေ့ရင်တတိထားတယ်ဆိုတဲ့တွဲလုံးမှာပါမှာတတိထားတာဒီခန်းကြီးကိုတစ်ခါလေးကြာအောင်တိုက်ရှိတော့ခန်းကြီးမှာလေအဲတခုခုသူတို့တတိပေးခြင်းနဲ့အချက်ဆိုလို့ရှင်ဒီလိုမျိုးပုံစံလေးပေးထားတာဒါငှဲ့တာလို့ယူဆတာမဟုတ်ဘူးသူကတတိထားပါ ဝန်နင်ပေးတဲ့သဘောမျိုးတတိထားနော်ဆိုပြီးအဲ့လိုမျိုးအထိပ္ပယ်နဲ့ key point လို့ပဲလို့ပြောလို့ပြောမလဲအမှတ်တင်ဂီတာလေးဖြစ်နေဒီခန်းကြီးလေးပါတတ်တယ်တတိထားတာမူရင်းကငှဲ့တာဆိုရင်ငှဲ့တယ်ဆိုတာရေကိုငှဲ့တာရေတွေပါရင်ငှဲ့တာဘာလို့ငှဲ့လဲအရေးပါတဲ့လူမလို့ရေတွေပါရင်ငှဲ့ပေးရတယ်အဲ့လိုငှဲ့တဲ့ချိန်ဆိုရင်တတိထားမယ်သူကငှဲ့တာလည်းရှိတယ်တတိထားတာလည်းရှိတယ်တတိထားတာနဲ့မျက်လုံးနဲ့ပေါ့နော်တတိထားပြီးတော့မျက်လုံးကကြည့်တယ်ဆိုတာအာယုံစိုက်ကြည့်တာဖြစ်သွားတယ်ဒါကလင်းတာအကာရီ နေနဲ့လနဲ့ပေါင်းထားမှာတော့မလင်းမဲ့နေတော့မလားနေရလဲအလင်းအောင်ပေးတယ်လကလည်းအလင်းအောင်ပေးတယ်နေနဲ့လနဲ့ပေါင်းသူ့ရဲ့မူရင်းကလင်းတာအဲ့တော့ပြန်လင်းလာမယ့်နေထွက်လာမယ့်နေကိုမနှက်ဖန်လို့ခေါ်ပါတယ်ပြန်လင်းလာမယ့်နေထွက်လာမယ့်နေကိုမနှက်ဖန်နောက်တစ်ခုကလိုက်ပို့တယ်ကိုကိုခွဲသွားမဲ့လူကိုကိုနဲ့တီးတန့်ခွဲသွားတော့မဲ့လူလိုက်ပို့တဲ့ပွဲကိုနှုတ်ဆက်ပွဲလို့ခေါ်တယ်လိုက်ပို့တာလေးကိုပြန်နှွေးပေးမိလိုက်ပို့တယ်ဆိုတဲ့ကိစ္စလေးလှုပ်ဆောင်မှုအတွက်အ ਨੇ ဆုံး2ယောက်2ယောက် လူနှစ်ယောက်လိုတယ်နှစ်ချက်နဲ့လူနဲ့ဆွဲလို့ဘာကြောင့်လဲဆိုတော့ငါငါ့ကိုငါအိမ်ရှိပို့လိုက်အောင်မယ်နော်ဘယ်သူမှမပြောဘူးလိုက်ပို့တယ်ဆိုတဲ့ကိစ္စဖြစ်ပေါ်အတွက်အ ਨੇ ဆုံးနှစ်ယောက်နှစ်ချက်ပါလို့ဒီမှာနှစ်ခန်းကြီးလူနှစ်ယောက်လိုတယ်ဘယ်ရလိုက်ပို့လဲလမ်းကနေလိုက်ပို့တယ်ဒါလေးကအိုခူရီမတ်လိုက်ပို့တာခွဲတာဒါကဝါရဲမတ်ကွဲကွာတာတို့ဘက်စုတ်ခွဲတယ်ကွဲတယ်ခွဲတာတို့ကွဲတာတို့ကွဲကွာွားတယ်တို့နော်ဝါကာရဲမတ် ဝါကာရဲမကုနာဝါရဲမဆိုလို့မှတ်ပြောလိုက်မိရေနော်ဝါကာရဲမကွဲကွာတာတို့ခွဲတာတို့ဘယ်ဆော့ဘယ်ဆော့တတ်တတ်စီတို့အဲ့လိုမျိုးဒီခန်းကြီးကဝါကာရဲမခွဲခွာတယ်ကွဲတယ်ထားပါတော့ဒီမှာကြည့်ပါဇက်ပါဇက်ကနေဒီခန်းကြီးက M5 ရဲ့တောင်းခန်းကြီးနဲ့တူတယ်မန်းပါဇက်ကနေပစံတောင်းကနန်းအတွက်စကားတွေများတယ်ဓာတ်တွေပါတွေပါလာတော့လူဆိုရာလေရန် တဲ့နေတော့မဲ့အဆင်ပြေတာရန်နေဖြစ်ပြီဆိုကွဲကွာကြတဲ့သဘောပဲအဲ့တော့ကွဲကွာခြင်းအစာပါဇက်ကြောင့်လဲပါတယ်ပါဇက်ကနေတဲ့နေတော့နားမလဲပဲပြောလူကကချစ်စရာကင်းစရာစကားပြောရင်မကွဲဘူးကွဲကွာတယ်ဆိုတဲ့အကြောင်းရင်းနဲ့မှာပါဇက်ကြောင့်လဲပါတယ်ပါဇက်တကူကနေပြီးတော့တီးမခံနိုင်တဲ့စကားတွေပြောလို့နောက်တစ်ချက်ပတ်စံပတ်စံကြောင့်လဲပါတယ်ပတ်စံအဆင်မပြေရင်လဲကွဲကွာကြတယ်ဒီအောက်ကအစိပ်ပိုင်းလဲတောင်းကနန်းခန်းကြီးနဲ့တူလို့ဒါအပြင်ဓာတ်တွေပါတွေပါတွေပါလာပြီးရန်ဖြစ်တော့ ပို့ပြီးတော့ကွဲကွာကုန်နေပေါ့ကွဲကွာကုန်နေဝါကာရီမက်စ်ကွဲကွာတယ်အဲ့တော့လိုက်ပို့တယ်ကိုရီကွဲကွာတော့မဲ့လူတွေကိုလိုက်ပို့တယ်ပွဲကိုနှုတ်ဆက်ပွဲလို့ခေါ်တယ်နားလေလိုက်လားမသိဘူးနော်နှုတ်ဆက်ပွဲလုပ်တယ်ဆိုတာကလိုက်ပို့ကြတာလိုက်ပို့ကြတာသူနှုတ်ဆက်ပွဲသူသွားတော့မှလို့လိုက်ပို့ကြတယ်ဘယ်လိုမျိုးလဲကိုကိုကွဲကွာသွားမဲ့လူကိုနဲ့ကွဲကွာသွားမဲ့လူကိုနဲ့ခွဲတော့မဲ့လူတီးတန်းဖြစ်တော့မဲ့လူမျိုးကိုလိုက်ပို့တဲ့ပွဲကိုနှုတ်ဆက်ပွဲနောက်ဆုံးတစ်ခေါက်ပြတ်မှတ်ပြီးရင်လိုက်ပို့တယ်ဆိုတဲ့ကိစ္စဖြစ်ဖို့အတွက်နှစ်ယောက် အ ਨੇ ဆုံးလူနှစ်ယောက်တော့ပါတယ်။အိုက်ဇလန်မှာလိုက်ပို့တယ်ဆိုရင်လှုပ်ဆောင်ခြင်းဖြစ်ဖို့အတွက်ထမင်းစားတာတယောက်တည်းစားလို့ရတယ်ကိုယ်လက်ရှိရင်စားလို့ရပြီ။လိုက်ပို့တယ်ဆိုရင်လှုပ်ဆောင်ခြင်းနှစ်ယောက်ရှိရတယ်။ဘာလို့ပြန်မဲ့လူနဲ့ပို့မဲ့လူအ ਨੇ ဆုံးလူနှစ်ယောက်ရှိရမယ်။နှစ်ရလူရမလို့လမ်းလေးကနေလိုက်ပို့တယ်။နောက်တစ်ခုကဝါကာရဲမတ်စ်ကွဲကွာတာကွဲကွာရခြင်းအကြောင်းရင်းတွေမှာအတွဲတွေကွဲတယ်၊ဘာညာကွဲတယ်၊မိသားစုကွဲတယ်၊ကွဲကွာရခြင်းအကြောင်းရင်းတွေမှာဗဇက်ကြောင့်လဲပါတယ်။ဗဇက်ကနေအပြောဆိုမတက်ကြရင်ပတ်စံကြောင့်လဲပါတယ်။ မန်းပဆန်ခန်းကြီးနဲ့တောင်းခန်းကြီးနဲ့တူလို့ဓားတွေဘာတွေပါကင်ပြီးရန်ဖြစ်တော့ပိုဆိုးတာပေါ့ကွဲကွာတာလိုက်ပို့တယ်ကွဲကွာတော့မဲ့လူတွေကိုလိုက်ပို့တဲ့အခါမှာတွေ့တယ်ပွဲအဲ့ဒါကနှုတ်ဆက်ပွဲအဲ့တော့လိုက်ပို့တာနဲ့ပြန်ပေါင်းလိုက်တော့ဆိုလျောကပိုက ဆိုလျောက ပိုကဒီလျောကိုကိုအရင်တော့ကတင်ပေးခဲ့တဲ့မူရင်းကြတော့လျောရီဟင်းလျာမှာပဲတင်ပေးခဲ့တော့အဲ့ဒါလေးကိုဟင်းလျာအဖြစ်နဲ့ပြန်နှွေးပြီးဟင်း ဟင်းနေဆိုတာခိုမဲဆိုတဲ့စံနဲ့တူတကွာစားကြတယ်။နှစ်ချက်ရဲ့30အချို့ကဟင်းကို12မျိုးလောက်ချက်တယ်ပေါ့။ဒါလေယောရီရဲ့လေယောလေးကိုအကျဉ်းပြတ်မှတ်ပေးတာ။အရင်တော့ဒီကန်းကြီးကိုမှတ်ပြီးကိုကဟင်းလျာဖြစ်နေပဲမှတ်ပြီးတော့အဲ့ဒါကိုပြန်ယူလိုက်တာ။ဟင်းလျာဆိုတာလို့ခိုမဲဆိုတဲ့စံနေနဲ့တူတူစားတာ။ဟင်းကို12မျိုးလောက်ချက်တယ်ပေါ့။နှစ်ချက်ရဲ့တစေဒါလီယောရီဖြစ်နေတဲ့တင်းတော့ကလီယောကိုပြန်ပြီးတော့နှွေးပြလိုက်တာဟင်းလေးပါလေချက်မယ်ဆိုရင်ဘယ်ရမဆိုအလကားမရဘူး အဖို့အခပေးရတယ်အခကြီးငွေပေးရလီယောရီရဲ့လီယောကရီနဲ့တွဲရင်တော့လီယောရီဟင်းလျာဖြစ်တာတလုံးနဲ့ဆိုလီယောကအဖို့အခဟင်းလျာတွေဘာတွေချက်မယ်ဆိုရင်အဖို့အခဟင်းနေဘာတွေချက်တယ်ဆိုအလကားရတာမဟုတ်အဖို့အခပေးပြီးဝယ်ရတာလိုက်ပို့တာနဲ့အဖို့အခနဲ့ပေါင်းတော့ဆိုးလီယောပို့ကစာအုပ်နဲ့ကုမ္ပဏီနှစ်ခုလုံးက M5 ဆိုတော့မပြောတော့ဘူးเนาะအမှန်နဲ့အတန်ချူတာလိုက်တော့မယ်မောလို့အဲ့တော့စာအုပ်ကုမ္ပဏီမဟုတ်ဘူးစာအုပ်ကြီးအဓိကစာအုပ်ကြီးရှိတဲ့ကုမ္ပဏီကပင်မကုမ္ပဏီလို့မှတ်လိုက်မယ် ခိုင်ဤရှောက်ចောင်းသားတွေအန်ဖိုက်မှာတိမာပဲခိုင်ဤရှောက်ကိုပြောင်းပြန်လှိုင်းလိုက်လို့ရှင်ရှာကိုင်းကုမ္ပဏီတဲဝင်လို့ရှင်လူပောင်အဖွဲစီချောင်းပိုနားလေသွားမယ်ဒီကန်းကြီးကသူ့မူရင်းကတွေ့တာသူများနဲ့တွေ့ရင်ပွဲဒါလေးကနေရဒီကန်းကြီးလေးနေရလေးကိုမှတ်ပေးမယ်နေရဒါမြေကြီးဒီမြေကြီးอ่ะလို့ဒီမြေကြီးอ่ะဒါလေးကနေ ဒါလေးကိုတည်းပြန်ပြီးတော့စကားတွေအကုန်ပြန်လိုက်ပေးမယ်နော်အရင်မှတ်နီးတွေမှတ်မိတဲ့လူတွေဆိုရင်အရင်တော့ဒါလေးပြန်လိုက်ပေးမယ် M5 မှာဒီကန်းကြီးလေးကနွားဒီနောက်ကအစိပ်ပိုင်းလေးကိုအမကနွားလဲလို့တာမြင်လိုက်လို့ပြောလိုက်တော့တယ်ဘာလို့လဲဆိုဒီကန်းကြီးပေါင်းလိုက်ရင်မိုနိုပစ္စည်းဖြစ်သွားတာဒီကန်းကြီးက M5 ကနွားနွားခန်းကြီးနောက်မှာကပ်ပါတဲ့ပုံစံလို့လဲလို့တာမြင်လိုက်လို့နွားလဲနေပစ္စည်းတွေကိုတဲတာဘာလို့ဒါကိုယူပြောလဲဆိုတော့ဒီပုံစံပါလို့ပြန်ယူရတော့မှမလို့ ဒီမြေကြီးကဒီမြေကြီးကဒီမြေနေရာကနေထွက်လာတာ ਨੇ ဒီဟာလေးကိုနွားလဲချင်းနဲ့ကိုပြောခဲ့တာမလို့ဒါကိုပြန်ယူလိုက်တယ်နွားလဲလေးနဲ့လာနေကြနေရဆိုလိုတာကွယ်ဥပမာရွာမှာလဲအလုတ်တွေဘာတွေလုံမယ်ဆိုရင်ဒီမြေနေရာကမနှက်မိုးလင်းနေထွက်လာပြီဆိုတာ ਨੇ ဒီအစိပ်ပိုင်းလေးကိုကိုကုနာဟိုပုံစံယူလိုက်တယ်လေနွားလဲနွားလဲလေးနဲ့လာနေကြနေရာ ဒါဆိုရင်ပွဲနဲ့နေရာနဲ့ပေါ့နော်ပွဲဆိုတာသူ့မူရင်းကတွေ့တာနော်ပွဲနဲ့နေရာနဲ့ပေါ့နော်ပွဲကျင်းမမဲ့နေရာပွဲခမ်းမတူညီတာနဲ့အချိန်နဲ့တူညီတဲ့အချိန်တူညီတယ်ဆိုတဲ့ခန်းကြီးကကန့်ညီတယ်ဆိုတဲ့ခန်းကြီးနဲ့သဘောတရားတူတယ်ဒီမှာကြည့်မယ်ဒါကိုခုနကကိုတင်လိုက်တယ်အိမ်အမိုးအောင်မှာ တခုခုပါဇက်ကပြောခြင်းအချိန်နေအချိန်ကားနဲ့ကန့်ညီအောင်ပြောရတယ်အရေးကဲနားလေရတယ် ကိုက်ညီတယ်ဆိုတဲ့ခန်းကြီးလေးနဲ့ပုံစံခက်ဆန်ဆန်နေတူတဲ့ခန်းကြီးရဲ့အိဗေကတူညီတာ။သူနဲ့ကိုနဲ့သူနဲ့ငါနဲ့ကိုက်တယ်။သူနဲ့ငါနဲ့ကိုက်တယ်၊တွားလို့ရတယ်၊တွဲလို့ရတယ်၊ကိုက်တယ်ဆိုတာအကြိုက်ချင်းနေတူညီကြလို့ပြဓာသလန်းတန်တလန်းမဟုတ်လို့ဒီခန်းကြီးကိုအရင်တင်လိုက်တယ်။ဒီခန်းကြီးလေးကကိုက်ညီတာ။ကြားဘူးပါလေ။ဟဲ့သူနဲ့ငါနဲ့တော့ကိုက်တယ်၊သူနဲ့ငါနဲ့ကီးကိုက်တယ်။ကီးကိုက်တယ်လို့ပြောတဲ့ဟာသူနဲ့ကိုနဲ့အကြိုက်ချင်းနေတူညီနေလို့ကိုက်ညီတယ်ဆိုတဲ့ခန်းကြီးလေးနဲ့ဆင်တူတဲ့ခန်းကြီးလေးကတူညီတာ။ န်ဖိုက်ကအချိန်နဲ့သွားပေါင်းတော့တူညီတာနဲ့အချိန်နဲ့ပေါင်းတော့ဒိုးကြီးတစ်ချိန်ထဲမှာအကုန်လုံးအန်ဖိုက်တွေပဲအမှမပြောတော့မောလို့တောက်တဲ့ခန်းကြီးစားတဲ့ခန်းကြီးဆိုင်တောက်တဲ့စားတဲ့ဆိုင်စားတော့ဆိုင်အတန်းနဲ့ချူတာလိုက်ပြီနော်ဒါလေးကတော့သုံးဖိုင်မြောက်ပါရှင်